လိုမျိုးအမှုပညာရှင်တွေကိုဒီစီလောက်တာအောင်မြင်နေရတွေ့ရတယ်တော်တော်လေးကိုမှထိုင်းနိုင်ငံကတော်လန်ပြည်သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းလည်းဒီနေရာကနေထပ်မံတည်ပြခြင်းပါတယ်။အွန်လိုင်းမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မီပြီးတာမှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြည့် Revolution Channel လေးရဲ့ Channel နဲ့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်။အောင်းသူတွေပုံနေကတော့စကိုင်းတိုင်းမုံရံမန္တလေးလမ်းပိုက်ပေါ်မှာဝိန့်စိန်ပြည်ဆိုင်ကနေပြီးတော့ရွှေပိုးတဲ့ကာတစီပြန်ပေးဆွဲခံလိုက်ရအောင်သိရှိရပါတယ်။မုံရံမန္တလေးလမ်းပေါ်မှာဝိန့်စိန်ရွှေဆိုင်ကနေမုံရံမြို့ကိုပြေးသွားပို့မဲ့စိုင်ဝင်နှန်း၃ဘာတဲ့ကာတစီကိုလက်နက်ကင်လူစုစုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေပြောတော့ရှိရပါတယ်။ OV အနက်နဲ့ကဘုံရွာကိုရွှေရလာပို့တာဘုံရွာကမန်နေဂျာပါပါသွားတယ်အဖက်ဖွဲ့စည်းလို့လည်းလိုက်နေကြတယ်လို့သိရတယ်လို့လည်းဒေသခံတို့ကပြောနေပါတယ်။အမျိုးဆွဲပြီးငွေပမာဏဘယ်လောက်တောင်းနေဆိုတာကိုလက်ရှိမှာသိရှိရသည်မရှိသေးဘူးဆိုပြီးတော့ပြောထားပြီးတော့အမျိုးဆွဲနဲ့ပတ်သက်ပြီးစစ်တပ်ဝါဒဖြန့်သူတွေကတော့စကိုင်းခရိုင် PDF တရင်တစ်ကလောက်တာဆိုပြီးတော့ Telegram Channel တွေကနေဝါဒဖြန့်နေတယ်ဆိုတာသိရှိရပါတယ်။ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့စကိုင်းခရိုင်တရင်တစ်ကစေုပ်စုဟာဘုံမှန်မှန်သတင်းထုတ်နေခြင်းသာဖြစ်ကြောင်းနဲ့ တရင်တရာတရင်တီထောင်နေကစပြီးအခုချိန်ဒီအပြစ်မဲ့ပြည်သူများဥပဒေမဲ့ဖမ်းဆီးခြင်းနှိပ်စက်ခြင်းအပြစ်ချင်းငွေကြေးတောင်းခံခြင်းပစ္စည်းယူခြင်းများပြုလုပ်ခြင်းလုံးဝလုံးဝမရှိကြောင်းနဲ့တရင်အမိသုံးချပြီးပြုလုပ်နေသူတွေရှိနေလို့အတိပေးကြညာခြင်းများထုတ်ခဲ့မှုရကြောင်းလဲတရင်တကပြန်လည်ပြီးထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။သခိုင်းကရင်တရင်တီဟာတက်တီထောင်နေချိန်မှာစပြီးစစ်ဘက်ဆိုင်ရာအမိတ်ညွန်ကြားချက်ဥပဒေများနဲ့အညီရက်တည်နေတဲ့တရင်ဖြစ်ကြောင်းနဲ့တရင်တီဟာစစ်တိုက်တဲ့တရင်ဖြစ်ပြီးလူဖမ်းတဲ့တရင်မဟုတ်ကြောင်းတရင်တီရဲ့တရင်မှုဘိုရက်ခါကလည်းတီးပေးတာတွေ့ရှိရပါတယ်။ ဝင်ရမယ့်လမ်းအောင်မှာတော့စကိုင်းမြင့်မှု6ချုံစတဲ့လမ်းတစ်လျှောက်မှာတိကောင်စီတက်ရဲ့ဂေစကန်တွေအများပြားရှိပြီးဤသွားပြည်သူတွေကိုမကြာခဏစစ်ဆေးဝင်းညှိနေလို့ဒေသခံတွေကပြောထားပြီးဒါဟာပြူစောထီအင်းနဲ့စစ်ကောင်စီတပ်သားရဲ့ကောင်းပြီးတော့လှုပ်တာဖြစ်လောက်တယ်ဆိုပြီးတော့လဲဝေဖန်မှုတွေကပိုများနေကြလဲတွေ့ရှိနေရပါတယ်။နောက်ထပ်သတင်းပုံလင်းတွေကတော့မိုးကုတ်ကိုလက်ရှိဒီမှာကတော့တော်လိုင်းအဖွဲ့တွေနဲ့တွားရောက်ပြီးတော့ကာကွယ်မဲ့နေတာကိုတွေ့နေရဖြစ်တဲ့အတွက်လဲကျွန်တော်တို့ရအားလုံးဝောင်းဝင်ပြီးတော့အားပေးရမယ့်အချိန်နဲ့ဖြစ်ပါတယ်။လက်ရှိဒီမှာကတော့မိုးကုတ်နဲ့မိုးမိတ်ပြန်ပေးမယ်ဆိုပြီးတော့အော်တိုဘာ29ရက်နေ့ကသဘောတူပြီးတော့မှာတော့ ပြည်သားမှာရှိတဲ့အရန်လေးဖွဲ့ဝင်တွေဟာတက်ပြန်ရုပ်သိမ်းမှုစီစဉ်ရောင်းနေသည့်ရှိရပါတယ်။ဘုတ်ကုတ်နဲ့မုံမွေမြို့နယ်တို့မှာတောင်းတမားပြန်လည်ဆုတ်ခွာရမည်။စစ်တဟာတောင်းဒေသကိုဘုံကျဲခြင်းထိုးစစ်ဆင်ခြင်းမလုပ်ရန်နဲ့တစ်ဖက်တမားရောက်သည့်နေရာမှာရဲရန်အပြစ်ရဲရန်သဘောတူညီထားတယ်လို့လည်းအကြမ်းဖက်သာဖော်ပြထားတဲ့တောင်းတက်မီတို့မီပုံဆုတ်ခွာမိပြီးတော့စစ်တပ်ဝင်လာရင်အရန်လေးကမိခဲ့သူကူညီဆောင်ရွက်ပေးရမည်စတဲ့သဘောတူညီမှုအသေးစိတ်ကိုတော့ဖော်ပြထားခြင်းမရှိသေးဘူးသိရပါတယ်။အရန်လေးကဆုတ်ခွာမယ်ဆိုပြီးစစ်တပ်ကတောင်းဝင်မယ်ဆိုရင်တော့ဝေးတွေကုန်လုံးရောက်ရှောက် တော့မတော့သေးကြပါပဲ။ဟောလဲဆိုတော့တော်လိုင်းအဖွဲတွေကလည်းအများပြားရှိရဗျာ။အနည်းဆုံးကတော့အောင်နဲ့ချီပြီးရရှိရတော်လိုင်းတတိဂေမာစိုးမှုနေပြီလေဖြစ်ပါတယ်။အရှိချီဒီမှာကတော့မိုးကုတ်မျိုးနဲ့မှာတည်ရန်လဲအတူပူးတွဲလုံးကျုံယူထားတဲ့ပြည်သူကာကွယ်တပ်များရှိနေပြီးတပ်ဖွဲ့ဝင်ဟောင်းများကိုရေးပေါ်ပြန်လဲခေါ်ယူနေပြီးပြည်သူများနဲ့လက်တွဲရေးမိုးကုတ်မျိုးကိုကာကွယ်မယ်လို့လည်းပြောဆိုထားတယ်အလုံးသိရှိမှာဖြစ်ပါတယ်။ဟုတ်ပါလဲဆိုတော့တေချာတာတခုကကျွန်တော်တို့လက်ရှိတော်လိုင်းကြီးကရေဒုံနဲ့တော့ကျွန်တော်တို့မပြီးတော့ရေဒုံနဲ့တော့မပြီးဘူးကျွန်တော်တို့ကာလလက် ့မဟုတ်ကာလာရှိတခုကတော့ကျွန်တော်တို့တောက်ကူသွားရမှာပေါ့အဲ့တော့အဲအခုလိုမျိုးအဲတရုတ်ရဲ့ PR နဲ့ဆိုရင်အဲဒီတက်တော့ညာနဲ့ကွန်စစင်တွေလုံနေစဉ်အတော်အတွင်းမှာဆိုရင်တော့တရုတ်ရဲ့ PR အဲ့လောက်ထိမရှိတဲ့အတွက်ကြောင့်မလို့အဲ့နှုံထားတိုင်းသွားမယ်ဆိုလို့ရှင်အဲကျွန်တော်တို့ကပို့ပြီးမြန်နိုင်တယ်ပေါ့နော်ပို့ပြီးမြန်နိုင်တယ်အခုတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ကအဲတရုတ်ရဲ့ China factor ကအရင်ကြီးနေတယ်ပေါ့ China Factor အရင်ကြီးလာတယ်။နောက်ပြီးတဲ့အခါမှာ Sakasa ရဲ့နိုင်ငံရေးဖိအားဖြစ်တဲ့အဲရွေးကောက်ပွဲဖိအားဝင်လာတယ်။အဲ့တော့ပဂရိမြေပြင်နေထိုင်ရကျွန်တော်တို့ကပြောမယ်။ခုလိုမျိုးအဲ Sakasa ရဲ့ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ကျွန်တော်ဒီထက်ပိုပြီးပြင်းထန်တဲ့အဲနိုင်ငံရေးဖိအားစစ်ရေးဖိအားတွေကျွန်တော်ကြုံလာရနိုင်တယ်။အင်းတော့ဒါကတော့ကျွန်တော်တို့ဟိုပဂရိတရားပေါ့ပဂရိတရားကျွန်တော်စိတ်ထဲကြောက်ဖို့တော့မဟုတ်ဘူးစိတ်ညစ်သွားဖို့တော့ မဟုတ်ဘူးကျွန်တော်ဒီထက်ပိုပြီးစိုးတဲ့အခက်ခဲတွေတောင်ကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပြီပဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ရှေ့လာလာတန့်တော့တိတ်မကြတော့တဲ့အချိန်မှာကျွန်တော်တို့အာကြော်ဖြတ်ရနိုင်ကြီးရှိတဲ့အဲတောင်တတာပေါ့အဲ့တော့အာ China factor ကျွန်တော်တို့အရင်ကြီးတယ်စက္ကဆရွေးကောက်ပွဲ ဖြစ်အောင်လုပ်မယ်အာသူကရွေးကောက်ပွဲအာဖြစ်ချင်းမဖြစ်ချင်းအောင်မြင်ခြင်းမအောင်မြင်ဆိုတာတကောအဓိကကတော့သူကဟိုမြေကမတက်ပဲလေအဲယူကောက်ပွဲလုပ်လိုက်တယ်ပြီးတော့ရင်တော့သူက တရားဝင်မှုရအောင်နေပြည်တော်လိုတမျိုးတည်းရွေးကောက်ပွဲလုပ်ခွင့်ရတယ်ဆိုရင်တော့ရွေးကောက်ပွဲလုပ်ပြီးသမရဖြစ်လုံးမှာပဲအဲ့တော့အာရွေးကောက်ပွဲကတော့အဲအထမြောက်သွားမယ်အဲဖြစ်သွားမယ်ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှင်လေအဲစက္ကဆရဲ့တရားဝင်မှုသူဇွတ်လောက်လာမယ်နောက်ပြီးအချို့သောနိုင်ငံတွေကပါကျွန်တော်တို့ပုံမှာအာမြန်မာနိုင်ငံပေါ်မှာချင်းကတ်တဲ့အခါမှာစဉ်းစားတဲ့အထိုင်ကြီးအဲပြောင်းကောင်းပြောင်းလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ အဒီရာနဲ့ပတ်သက်ပြီးလဲကျွန်တော်ဟိုရက်ကကျွန်တော်စာလေးတစ်ပုဒ်ကျွန်တော်ဟိုရေးဖြစ်တယ်ပေါ့နော်စစ်ရေးသဘောတရားအရာ နိုင်ငံကြီးသဘောတရားအရာကျွန်တော်တို့တချို့တော့နေမြေတွေပြန်ပေးလိုက်ရတာသူမဟုတ်လက်လွတ်လိုက်ရတဲ့ကိစ္စတွေကိုကျွန်တော်အရင်ကြီးကျွန်တော်မစိုးရိမ်ဘူးပေါ့နော်မစိုးရိမ်ဘူးဆိုတော့ကျွန်တော်အဲ့ဒေတာမှာရှိတဲ့ပြည်သူလူထုကိုမစာနာလို့မညာတာလို့မဟုတ်ဘူးနော်မဟုတ်ဘူးစစ်ရေးသဘောတရားအရာတော့ကျွန်တော်တို့ဒီ တနိုင်ငံလုံးကိုကျွန်တော်တို့မသိနိုင်မချင်းတော့ဒီလိုမျိုးပဲကျွန်တော်ဒီစုတ်လိုက်တက်လိုက်ဆိုတဲ့အခြေအနေမျိုးတွေတော့အဲတကူကြီးမှာကျွန်တော်တို့ကြုံကောင်းကြုံရနိုင်တယ်အဲ့တော့တောက်လျှောက်ကိုကျွန်တော်တို့ထိမ့်သိမ်းထားနိုင်ရင်ကျွန်တော်တို့ရဲ့အမာခံနေမြေဖြစ်ကိုကျွန်တော်ကခုခံထားနိုင်နေဆိုရင်ဒါအကောင်းဆုံးပေါ့နော်အကောင်းဆုံးပေါ့တို့ပေဒီကျွန်တော်တို့ကတစ်ဖက်ကရန်သူကတိုင်းပြည်ရဲ့ resource တွေအကုန်လုံးကိုထုတ်ယူသုံးစွဲပြီးအဲလူအင်အားလဲအဲဒါသူ အတင်းအဓမ္မလူသစ်စုဆောင်မှုသူဖြည့်ထားတယ်တိုင်းပြည်ရဲ့ resource တွေလည်းသူအကုန်လုံးထုတ်ယူသုံးစွဲနေတယ်အဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကတော့ဒါ resource ကအရင် limited ဖြစ်တယ်လေနော်အဲ့တော့ဒီလို limited ဖြစ်တဲ့မျိုးမှာကျွန်တော်တို့ကအာကျွန်တော်တို့ရဲ့ပိုက်ဖြတ်မှုတွေစိတ်ဓာတ်တင်နေပဲကျွန်တော်တို့ကကြော်ဖြတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုတကယ်စီရေးအရင်ပြင်းထန်လာတဲ့အခါမှာတချို့တော့ကျွန်တော်တို့နေမီတွေအဲခဏတာပြန်ပြီးလွတ်လွတ်လပ်လပ်ရတာ တမောစစ်တဘောတရားရကျွန်တော်တို့ခွာရတာမျိုးတွေရှိကောင်းရှိမယ်ပေါ့ဒါပေမဲ့အဲ့ဒါကကျွန်တော်အရင်ကြီးမစိုးရိမ်ဘူးကျွန်တော်တို့စိုးရိမ်နေကိစ္စကတော့ပါလေဆိုတော့နင်းမြေဆုံးရှုံးလိုက်ရပြီမယ်လို့အဲ့ဒေတာမှရှိနေတဲ့တည်သူလူတို့ရဲ့အသေးနှလုံးကျွန်တော်တို့မဆုံးရှုံးမှုလိုအပ်တယ်။ဒါအရေးကြီးဆုံးပဲ။ရန်သူနင်းမြေမှာရန်သူအုပ်ချုပ်မှုကိုခံယူနေပြီးအဲသူတို့ရဲ့စိတ်ဆန္ဒနဲ့လို့ဟိုတော်ဝင်ယုံကြည်မှုကကိုယ်တော်နိုင်ရေးအင်အားစုတွေဘက်မှာတော်ဝင်ယုံကြည်တယ်ဆိုရင် ဒါကျွန်တော်တို့မရှုံဘူး။နင်းမြေအရာတော့ကျွန်တော်တို့ရှုံကောင်းရှုံနိုင်မယ်။ဒါပေမဲ့ကြည်သူလူတို့ရဲ့အသည်နှလုံးကကျွန်တော်တို့ပေါ်မှာဆက်ရှိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနင်းမြေရှုံးရပါမယ်လို့ကျွန်တော်တို့စစ်မရှုံဘူးလို့ဟိုကျွန်တော်ကတော့မြင်နေပေါ့နော်။အဲ့တော့အဲ့လိုမျိုးအဲဒီလိုမျိုး stamina ကောင်းကောင်းဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကကြည်သူလူတို့ကိုကျွန်တော်တို့ချင့်ကက်တဲ့နေရာမှာနှစ်ခုရှိတယ်လို့မှတ်မိတယ်။နံပါတ်1ကတော့ပါလေဆိုတော့ကျွန်တော်တို့တော်လိုင်းရင်အင်အားစုတွေဘက်ကအာ မပလွားဖို့လို့တဲ့ပေါ့ကျွန်တော်ပြည်သူလူထုမကြိုက်တဲ့အလုပ်တွေပြည်သူလူထုဟိုလက်မခံတဲ့အလုပ်တွေကျွန်တော်တို့တော်လိုင်းအင်အားစုတွေကမလုပ်ဖို့လို့ရတယ်။အဲဓမ္မပဲအဲပြည်သူလူထုအနေနဲ့ဒါဟောတော်လိုင်းအင်အားစုတွေနဲ့စက္ကစနဲ့တော့ကြွာချားတယ်ဆိုတဲ့ခံစားချက်မျိုးပြည်သူလူထုကဟိုရမှာပေါ့နော်။အာပြည်သူလူထုရဲ့စိတ်ထဲမှာလက်နက်ကင်ထားခြင်းအတူတူပဲကွာ PDF လည်းအတူတူပဲစက္ကစလည်းအတူတူပဲလို့မြင်လာပြီးဆိုရင်တော့ ျွန်တော်တို့နေမြေတွေဘလောက်ပဲရရကျွန်တော်တို့အနိုင်ငံရေးအရာရောစီးရေးအရာရောကျွန်တော်တို့အရှုံးကြီးရှုံးနေလို့ကျွန်တော်မြင်နေပေါ့အဲ့တော့ဒါတကန်နောက်နောက်တကန်နောက်အနေနဲ့တော့ဗာလဲဆိုတော့ပြည်သူလူထုစတမနာကောင်းမှုလို့ကျွန်တော်တို့တကယ်ခက်ခဲပြန်ပန်းလာတဲ့အခါမှာပြည်သူလူထုကအဲတော်လှန်ရေးကိုဟိုညှက်ချိမပြတ်ဖို့တော်လှန်ရေးကိုဆက်လက်အားပေးဖို့ဟိုလိုတယ်လို့ဟိုဆောင်းတော့မြင်နေပေါ့နော် ဲ့တော့အာပြည်သူလူထုဒီလိုပါဝင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်မြင်တာကတော့ဒီတော်လှန်ရေးကာလအတော်တွေမှာကျွန်တော်တို့မဖြစ်မနေအဲပညာရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံရမယ်လို့ကျွန်တော်ကမြင်နေတယ်။အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအခုတော်လှန်ရေးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ပြည်သူလူထုမှာပညာသင်ကြားခွင့်အခွင့်အလမ်းတွေကအတိုင်းအတာတစ်ခုတည်းကျွန်တော်တို့ဆုံးရှုံးသွားတယ်။ဆုံးရှုံးသွားတယ်။အဲ့တော့ ဒီကျွန်တော်တို့တော်လရေးကာလာဒီကာလာဒိုလည်းဖြစ်ကောင်းဖြစ်မယ်ဒါမို့ကာလာရှည်လည်းအဖြစ်ကောင်းဖြစ်မယ်အဲ့တော့ကာလာဒိုကာလာရှည်ကာလာလက်ပေါ့နော်ကာလာလက်လည်းဖြစ်ကောင်းဖြစ်မယ်ဒါမို့ကာလာရှည်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ဒီကာလာလက်မှာရောကာလာရှည်မှာရောကျွန်တော်တို့အသက်ဆက်နိုင်ဖို့ကျွန်တော်တို့တော်လရေးဆက်လက်ခုံမောင်းနိုင်ဖို့ဆိုကျွန်တော်တို့တော်လရေးအင်အားစုတွေပမာပညာဓာတ်တွေအများကြီးရှိဖို့လိုအခုတော့ကျွန်တော်တို့ပညာဓာတ်တွေမရှိတာမဟုတ်ဘူးရှိဒါပေမဲ့လို့ ဒီပညာဓာတ်တွေဆိုတဲ့အမျိုးကလည်းကျွန်တော်မသိမျိုးတယောက်မှမပါဘူးပြီနော်။อืมမသိမျိုးတယောက်မှမပါဘူး။တချင်ချင်းမှာကျွန်တော်တို့ဒါဆုံးရှုံးရနိုင်ကြတယ်ရှိတယ်။ကျွေးလွန်းသွားနိုင်ကြရှိ။အဲ့တော့ဒီပညာရှင်တွေနေရာမှာပညာဓာတ်တွေနေရာမှာနောက်ထပ်မျိုးဆက်တွေနဲ့နောက်ထပ်မျိုးဆက်ပညာရှင်တွေပညာဓာတ်တွေနဲ့ကျွန်တော်တို့အစားထိုးနိုင်ပါကျွန်တော်တို့ရဲ့တော်လိုင်းကြီးခင်ကအာတောက်လျှောက်တပူကြတပူတက်ဆက်နဲ့သွားလို့ရမယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်။မြင်နေ။အာကျွန်တော်ရှိရှိက အီယောဂျီတွေပေါ့နော်ဥမာ KIA တို့အာ KNU တို့ဆိုလို့ရှိရင်တို့တသက်လုံးတို့ပေါ်လင်ကြီးလောက်လာကြတယ်ဒါမဲ့တို့တို့ဒီတို့ရဲ့လူငယ်တွေကိုပညာသင်ကြားရေးအတွက်တောက်လျှောက်တို့အခွင့်အရေးပေးခဲ့တယ်ဥမာ KIA အဲလူငယ်တွေတို့မ KIA မိသားစုကနေပြီးတော့မှမွေးဖွားလာခဲ့တဲ့သားသမီးတွေ KNU နဲ့အာပတ်သက်တဲ့ဒါမိသားစုတွေကနေမွေးဖွားလာတဲ့သားသမီးတွေပဲဖြစ်ဖြစ်တို့မဟုတ်တို့လုံးမြောက်နေမှာရှိတဲ့ပြည်သူလူထုပဲဖြစ်ဖြစ်အာ ဒါနိုင်ငံသားတွေထွက်ကြတယ်ပညာတွေတင်ကြတယ်ပညာတွေတင်ပြီးသွားလို့ရှိရင်တို့တွေဒီနိုင်ငံသားမှာဆက်မနေဘူးဒီပြည်တွင်ပြန်လာတယ်တို့ရဲ့လူမျိုးတို့ရဲ့အဖွဲ့အစည်းတွေအတွက်ကိုပြန်ပြီးအပူညီကြတယ်အလုပ်ကြွေးပြုကြတယ်အဲ့တော့ကျွန်တော်တို့ဒီလေဒီအားမျိုးကိုစဉ်းစားဖို့အချိန်တန်ပြီလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီလိုမျိုးအခုဟိုတော်လန်ရေးကာလမှာကျွန်တော်တို့ရန်သူကိုလည်းတော်လန်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့က ိုကိုကိုတိဆောက်ကြ။အဲ့တော့ကိုကိုကိုတိဆောက်တယ်ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးဆိုတဲ့အဲ society တခုလို့ပေါ့။တော်လန်ရေးထဲမှာပေါင်းနေလူမှုဘဝတွေအကုန်လုံးအတွင်းရနေပြီးကျွန်တော်တို့ကပညာရေးကိုဝိုင်းပြီးအပိတ်ချဖို့လို့။အဲ့တော့အဲ if အကယ်လို့များကျွန်တော်တို့အဲဘန်းဖြန့်တပတ်ခါကျွန်တော်တို့တော်လန်ရေးအောင်သွားပါပြီဆိုရင်တောင်းတိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်တည်မှန်တဲ့အဲ ပညာတတ်လူငယ်တွေကျွန်တော်တို့အများကြီးလိုတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ပြန်လဲထူထောင်တဲ့အချိန်မှာတတိမမှန်ဘူး။အာမဆီယဝန်ဆိုလဲနန်စီဒီယန်အနေရှိမယ်။ပညာရေးမှာဆိုလဲနန်စီဒီယန်အနေရှိမယ်။တခြားတစ်ခုကကျွန်တော်တို့ဒီချက်ချင်းတော့ဒီရဲ့တတိမမှန်တဲ့လူတွေကိုကျွန်တော်ပြန်သုံးလို့မရဘူး။အဲ့တော့တိုင်းပြည်ပြန်လဲထူထောင်ဖို့အတွက်လည်းအရင်အရေးကြီးနေတဲ့အချိန်မျိုးမှာကျွန်တော်တို့ဒီပညာရှင်ပညာတတ်တွေခါဆက်ပြတ်သွားလို့မရဘူးပေါ့။ဒါကအကယ်လို့များမနှက်ပြန်တပတ်ခါကျွန်တော်တို့တော်လန်ကြီးအောင်ခဲ့သည့် ရှိတော့ကျွန်တော်တို့တိုင်းပြည်ပြန်နေထူထောင်နေနေရမှာတတိမန်နဲ့ပညာတတိပညာရှင်တွေလိုအပ်တယ်ပေါ့နော်။ဟုတ်ပြီအကယ်၍ဟုတ်ပြီမနှက်ပြန်တပတ်ခါတော့ကျွန်တော်တို့တော်လိုင်းကြီးမအောင်သေးဘူး။ကျွန်တော်တို့အတိုင်းတာတစ်ခုထိတော့ကျွန်တော်တို့တော်လိုင်းကြီးဆက်လုပ်ရအောင်မယ်ဆိုရင်လေဒီတော်လိုင်းကြီးထဲမှာပညာရှင်ပညာတတ်တွေခါဆက်မပြတ်သွားဖို့အရန်အရေးကြီးတယ်လို့ကျွန်တော်ကတော့ယူ။အဲ့တော့ကိုကတော့တစ်ဖက်မှာဆက်လက်နဲ့ပစ္စည်းတွေကျွန်တော်တို့လိုအပ်တယ်။ drone နေလိုအပ်တယ် care နေလိုအပ်တယ်စာနယ်ရိခါတွေလိုအပ်တယ်ဒါတွေရှိမှပဲကျွန်တော်တို့ရန်သူကိုစစ်တိုက်လို့ရမယ်ကျွန်တော်ထင်တယ်အဲ့ဒါတွေကကျွန်တော်တို့ဒီစစ်ပွဲတပွဲဖြစ်လာရင်မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေခရမ်းလိုမယ်တနက်လိုမယ် drone လိုမယ်စာနယ်ရိခါလိုမယ်ဒါတွေကတိတ်ပြီးမထူဆန်းဘူးပေါ့အဲ့တော့အဲဒါတွေကကျွန်တော်တို့ပတ်စံရှိရင်ပတ်စံရှာနိုင်ရင်ကျွန်တော်တို့ဝေလို့ရမယ်နော်အဝေလို့ရမယ်ရှာလို့ရမယ်ဒါပေမဲ့ အဲညာရေးကဏ္ဍကတော့ကျွန်တော်တို့ဒီရေရှည်ရင်းနှီးမြုပ်နိုင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုလိုမျိုးအာကိုခါရာတို့ကိုလင်းတို့မချသူတွေတို့မဖြူတို့အစရှိသဖြင့်ပေါ့ဒီလူတွေအာကျွန်တော်တို့ဒါလက်ရှိအာဒါနိုင်ငံခြားရောက်သွားတယ်အဲဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ကတော့ဒီညာရေးနဲ့ပတ်သက်ပြီးတော့မှတက်နိုင်ဆုံးအကူညီပေးစေချင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ကူညီရမလဲဘာညာဆိုတော့မျိုးတော့ကျွန်တော်တို့လည်းအရင်ကြီးဟို idea တော့ လက်တော်တော့မရှိဘူးပေါ့နော်ဒါပေမဲ့တေချာတာတစ်ခုကတော့ကျွန်တော်တို့ဒီအရင်းနှီးမြှုပ်နှံရတော့မယ်ကျွန်တော်တို့လောက်ရတော့မယ်တော်လန်ရေးအလွန်ကအတွက်ရောလက်ရှိတော်လန်ရေးဂျာကာလာအတော်အတွင်းမှာပညာရှင်ပညာတတ်တတိမန်နဲ့ပေါ့တတိမန်နဲ့ဟုတ်ကဲ့ဗီဇာမန်နဲ့ပညာရှင်ပညာတတ်တွေကျွန်တော်တို့ခါဆက်မပြတ်သွားဘူးတော်လိုင်းရေးအလွန်ကာလမှာကျွန်တော်တို့ဒီတရေမှန်တဲ့လူတွေနဲ့တိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်ကျွန်တော်တို့အခုကလေးရင်ရင်းနှီးမြှုပ်နှံရတော့မယ်လို့ကျွန်တော်တို့မြင်နေပါတော့ ကိုအာဒီနေ့မှတွေ့ရတယ်ကျွန်တော်တို့ trainer mighty ကိုတန်းထုံးစောင်းอืมအကျွန်တော်ကိုတန်းထုံးစောင်းခေါ်အာပြီးတော့ online ပြီးတော့ကြုံထွက်ကိုကြုံထွက်အဲသူ့ပြန်ကြည့်တော့နိုင်ရေးရောင်းတယ်သူမိမနဲ့သူနဲ့ဒီကျွေးတဲ့ပစ္စည်းတွေရောင်းတဲ့ live တွေကျွန်တော် share တော့ share ဖြစ်ပါသေးတယ်အဲသူတို့၃ယောက်ကိုဒီရွေးကောက်ပွဲဝေဖန်လို့ပေါ့ဗျအဲအဲ့ဒါ plan တော့အဲ့တော့ဘယ်လိုထင်လဲပေါ့ ်တော့မိသားစုမိခွန်းတွေလည်းရှိပါတယ်ကျွန်တော်တဖြည်းဖြည်းဖြည်းပါမယ်ကျွန်တော်နေတိတ်မကောင်းတော့ပါအဲ့တော့ဘလို့ထင်ရမှာလဲကျွန်တော်ပြောပြီးလေတမိုက်အဲ့တော့ရောက်လုံးဝ respect လုံးဝအလေးပြုတယ်음ဒီကောဗီဒီယိုလည်းဟာဟာပေးလိုက်တော့ဟိုကောင်းလေးဖက်ခွက်စားရိုက်ထားတဲ့ဗီဒီယိုလည်းဟာဟာပေးလို့မိုက်တယ်ဒါပဲလေဦးခင်ဗျားတို့အဲ့ဒါလောက်တယ်ဆိုတော့ဘာသာလဲမင်းတို့နောက်ထပ်ပစားပေါက်တွေဖွင့်ရဖွင့်ကြည့်ဒီကောဘယ်နဲ့ပတ်သက်လို့မင်းတို့ပြောရပြောကြည့်သူတို့ကြောက်နေတာသူတို့အဲ့ဒီအကြောက်တရားကိုခင်ဗျားတို့ပြန်ဖြေချောက်တယ်လုတ်စရာမလိုတာ သူတို့ပြောဒီမိုကရေစီလမ်းကြောင်းသွားလို့ရေကောက်ပဲလို့ဝေဖန်မှာပဲဒီမိုကရေစီမှာဝေဖန်တာပဲလေအေးအစ်စင်မရှိဝေဖန်ပြီးခင်ဗျားတို့ဆေးဆုံတဲ့လူမျိုးပေါ့တက်စင်တဲ့ရှိရှိပဲသူတို့မကြိုက်တဲ့သူတို့ဟာဟာပြေးတယ်ဘာဖြစ်လို့အဲ့လားပဲစဉ်းစားကြည့်ဒီကောင်တွေစောက်လို့ဖြစ်နေခင်ဗျားတို့နေနေနိုင်တယ်ကွာအကြောက်တွေနဲ့အုပ်ချုပ်မယ်ကောင်လေဒီကောင်တွေဘဝမှာဘုံတစ်သက်လုံးလုပ်ခဲ့တာကသူတို့ကိုမချိန်တဲ့လူတွေလာမကလန်နဲ့ကလန်ဖမ်းမယ်စီးမယ်ရိုက်မယ်နှက်မယ်ဒါပဲအဲ့တော့ ကျန်တဲ့လူတွေဟာဒီသုံးဘက်ဖမ်းသွားလို့အတန်တိတ်သွားပြီးတော့ထတ်ချောက်နေခင်ဗျားတို့ထတ်ခိုင်းရမယ်အဲ့လိုပဲဖျဲချောက်တဲ့ဘဝကြီးကနေတော့စုံပြတ်တက်နေတဲ့နိုင်ငံရေးစနစ်နဲ့ခင်ဗျားတို့တွေကျင့်နေရလိမ့်မယ်ရိုးရိုးလေးပဲအဲဒီမိုကရေစီမို့အဲ့အကြောက်တရားနာဥပဒေဆက်နာရှင်သူတို့ပစတ်ထမဥပဒေအခုခင်ဗျားတို့ကျွန်တော်တို့ပိုင်နေခင်ဗျားတို့နာမည်ပေါက်နေပိုင်ထားတဲ့အင်္ဂလန်ကြီးဘလောက်ပဲရှိရှိအခုအချိန်မှာသူတို့ကလိုချင်လို့ဒီအင်အားဖယ်ဆိုခင်ဗျားတို့ဖယ်ရမဖယ်ခင်ဗျားတို့လိုလို့ခင်ဗျားတို့လည်းကြောက်တယ်လေအဲ့အကြောက်တရားပြဿနာပါခင်ဗျားတို့လည်းကြောက်တယ်ဘုံငါတို့အတိုင်ငါတို့စီဝါရီတိခိုင်ငါတို့ဒုက္ခရောက်နေဆိုတော့အကြောက်တရားနေရအတက်တလုံးချောက်နေရအောင် အဲ့တလုံးပဲဘာမှဖြစ်လာစဉ်းစားကြည့်ကျွန်တော်တို့ဖြစ်စီကျင်တယ်အဲ့၃ယောက်အဲ့လိုဖမ်းလိုက်အယောက်၃၀လောက်ထပ်ပေါ်စီကျင်လောက်ပါမယ်ကျွန်တော်တို့ဒီစနစ်ကြီးကိုခင်ဗျားတို့မွေးမြူပြီးကြောက်လို့မပြောမပြောပဲထားလိုက်ခင်ဗျားတို့သားသမီးတွေခင်ဗျားတို့ generation တွေခင်ဗျားတို့ညီတွေအထိအဲ့တိုင်းပဲကြောက်ကြောက်နေနေသွားတာပြောမြင်ကြလားဗျာတကဘာလုံးမှာဥပမာ200နဲ့900နိုင်ငံလောက်ရှိတယ်ဆိုရင်180လောက်ပါဒီမိုကရေစီနဲ့နေဘူးလားအေးဒါကိုခင်ဗျားတို့ကျွန်တော်နိုင်ငံပဲတကဘူမှားမှာကြောက်နေရတယ် တကောရောက်ရောက်ပြောမထွက်တာနဲ့နောက်ဆုံးဘယ်လောက်ကြောက်ရလဲဆိုကျွန်တော်တို့ခင်တယ်မှာဆိုရေးရတယ်လူကြီးသားသမီးရစားကြောက်ရတယ်လူကြီးသားသမီးဟုတ်တာလုံးလုံးမဟုတ်တာလုံးလုံးကျွန်တော်တို့အချင်းချင်းလုံးမပြောနဲ့ကျွန်တော်ကြောက်တက်ခဲ့တော့ဆရာဆရာမတွေရစားကြောက်စဉ်းစားကြည့်ကျွန်တော်ဘွားတယ်အဲ့လိုအကြောက်တရားတွေလည်းအဲ့လိုနေရတဲ့နေရာကြီးကိုနှက်တက်တယ်ခင်ဗျားတို့သားသမီးမြီးတွေအထိအဲ့လိုအကြောက်တရားနဲ့နေရတာကိုဖြတ်ဖို့သိစင်းတယ်ဆိုတော့ခင်ဗျားတို့ကြောက်နေလိုက်ကောင်းကြအကြပါပါပြန်။ဟုတ်ကဲ့ဟုတ်ကဲ့။ညပြေးပါ ဒါပဲလေကလမ်းမပြေမထုံးမထောက်ခံဘူးကြိုင်ဘယ်သူမှရက်တိနိုင်တယ်ခင်ဗျားတို့တွေအဲ့လိုမျိုးသူတို့ရက်တိနိုင်အောင်ခင်ဗျားတို့ကြောက်ပြတ်နေတယ်သူတို့ရက်တိနိုင်တယ်သူတို့ရက်တိနိုင်တယ်ခင်ဗျားတို့ဘဝတွေကအကြောက်တရားတွေရမယ်နေထိုင်ပြီးတော့ဖလာလို့မစီးပွားရေးတွေလည်းဒီလိုပဲအကြောက်တရားတွေကလောက်ရတဲ့စီးပွားရေးလူလက်တန်းစားလက်နေဆင်းရဲတဲ့လူတန်းစားငတ်နေချမ်းသာတဲ့လူတန်းစားတစုကချက်ပြီးတော့ချမ်းသာတဲ့ချမ်းသာတွေအဲ့တော့ခင်ဗျားတို့ဘာလုပ်ကြလဲစဉ်းစားရအောင်ကျွန်တော်တို့တော့ရှင်းတယ်အဲ့လိုနေရာမျိုးမနေကြဘူးအဲ့ကြောင့်တော့လက်နေအဲ့ဒါကြောင့်မဒီကောင်းတွေကို တော်လှန်နေတာဒါပဲကျွန်တော်တသမီတွေအကြောက်တရားကင်းကင်းရှင်းရှင်းနဲ့သူတို့က creation နဲ့သူတို့လုံနိုင်တဲ့အလုပ်ကိုသူတို့လွတ်လွတ်လပ်လပ်လုံနိုင်မှုသူတို့လွတ်လွတ်လပ်လပ်ရှင်သန်ကြီးထွားနိုင်မှုသူတို့ဉာဏ်ပညာအုံနောက်တွေ creative passion နဲ့ထွက်ဖို့သူတို့ညီးမြစ်တယ်မနိုင်ငံဟုတ်ကဲ့တော့ကြားမအောင်နော်အဲ့တော့အချင်းချင်း gain sorry english လို့ပြောလို့ရတယ်။အွေလေးလေးကိုနေစနေလေး။စဉ်းစားကြည့်။အဲ့လိုမျိုးနိုင်ငံမျိုးကျွန်တော်နေတယ်။ဘာ အင်္ဂလိပ်စာတတ်ဖို့ဟိုဘာလဲအာ international school မှာထားစေမို့ရိုးရိုးကျောင်းလေးမှာနေနေတယ်အင်္ဂလိပ်စာအင်္ဂလိပ်စကားပြောနိုင်တယ်အနေထားလေသူတို့လွတ်လပ်စွာနေထိုင်မှုတွေသူတို့လွတ်လပ်စွာတည်ထွင်ဖန်တီးနိုင်တဲ့စွမ်းအားတွေရဖို့တော့ကျွန်တော်တို့မကြောက်တဲ့ခေတ်ကိုလိုပါမယ်ဒီပိုကရစီစနစ်လူအခွင့်အရေးကောင်းကောင်းရှိတဲ့နိုင်ငံဖြစ်ရမယ်လွတ်လပ်ခြင်းနဲ့ညတာခြင်းဆိုတဲ့အရာတွေနဲ့ပြည့်ပြည့်စုံနေတဲ့နိုင်ငံတစ်ခုဖြစ်ရမယ်အခုကျွန်တော်တို့ကစတော့စနိုင်တယ်နည်းနည်းလေးစလိုက်ရင်ဒီကောင်လေးအကြောက်တရားခေတ်ကိုဦးဆောင်တယ်ဒါကမရိုက်ချိုးဘူး အာဟီလာဝါလာတစ်ချက်ထွက်ပြီးတာနဲ့ကြောက်ပြီးနေနေသေးရတော့ဒီလိုဘောကပြောသွားပြီးတော့ခင်ဗျားတို့ကျွန်တော်လူညွန့်နေတုံးနေကြပါဘူးပဲအဲ့တော့ဘာပြောချင်လဲဆိုတော့ဒါကတတ်တတ်အကြောက်တရားကိုဖျက်သေးတာဒီကောင်တွေကိုစံပြငါတို့ဖမ်းပြတယ်မင်းတို့ကျန်တဲ့ကောင်ပြောရတဲ့ကောင်ပြောကြည့်ရန်ဆိုပြီးတော့ဒီကောင်တွေလောက်တာရမလားဆိုပြီးစမ်းတာအေးခင်ဗျားတို့အသက်ထွန်းလိုက်တော့လုံချင်တော့လောက်ပါစဉ်းစားကြည့်ကြည့်လေယူကောက်ပွဲဒီလိုအနေအထားမျိုးမှာတော့တလောက်လောက်တော့ဆိုသူတို့သူတို့တွေပြောတဲ့ဒီမိုကရေစီနဲ့ကိုသူတို့သွားရတယ်ဆိုတော့ခင်ဗျားတို့ရှိရုံကတော့ခင်ဗျားတို့ချီးကြိုက်လို့ချီးစားတယ်လို့ပဲကျွန်တော်ကတော့တော်ပါလားအဲ့တော့ရှင်းရှင်းလေးပဲခင်ဗျားတို့ဘင်းနေရာမှာနေမယ် ဘယ်လိုအနေထားမျိုးမှာနေမလဲခင်ဗျားတို့ခင်ဗျားတို့ဆုံးဖြတ်ကြမိုက်တယ်ကိုမိုက်တီကိုတန်းထွန်သောဂျုံဝင်းချော့အွန်လိုင်းတော့အွန်လိုင်းတော့ထားပါဒီကောင်နည်းနည်းခံစားချက်ရှိတယ်တွက်လက်နဲ့သူနဲ့ funny game ကိစ္စမှာဒါထားလိုက်တော့ဘယ်လိုပဲဖြစ်ဖြစ်တို့ပြောရဲတယ်တို့ထားကလည်းရဲတယ်ဒီပဲဒီမိုက်တယ်ဒီဗီဒီယိုတော့တော့နဲ့ပဲဆုံးသတ်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်တော်တလန်ပြည့်ရဲ့ကျွန်တော်ရဲ့ကိုကြီးရိုးဘော်ရူရှင်ရဲ့ channel နံပါတ်2ကလေးကိုလည်းအနေနဲ့ပန်သတင်းတွေကြည့်ရှုတော်လိုင်းမျိုးတွေအားလုံးပဲလာရောက်ကြည့်ရှုအပီရိုက်ဆိုတော့ဒီညအိမ်ပထမအပီ။ပြီးရင်လည်း ကျွန်တော်ရဲ့ Gojek Revolution Channel Main Channel မှာတော့မနက်7:00နာရီခွဲသတင်းနဲ့ည7:00နာရီခွဲသတင်းတွေကိုကြည့်ရှုအားပေးနိုင်ပါတယ်။ Like မျိုးတွေအားလုံးပဲစုံလင်ကြည့်ရှုပေးဖို့ဒူးပဲကျေးဇူးတင်ပါတယ်ဗျာ။